Thank you so much for joining us. Thank you. Um, we got a. Alo, Mr. Glaba. Jono, di Donald Trump ne Putin form call sa ka pio pi na pa ma Fox ka Donald Trump ku interview lo tha ha shi de. Er ma Russia ne de yo a chang le Trump ka pio tha de u sa shi de bo no. Ara ku jono di ne de sa swin ne to ma pit de. Di interview ka at this set le pit de.

tell us what happened ဘူဒင်းနဲ့စကားပြောပြတဲ့နောက်ပိုင်းမှာအပေါင်းလက်ခဏာတော့ကျွန်တော်တို့တွေ့နေတယ်ပေါ့ဒါပေမဲ့အဲ့ဒီအပိခက်ရဲ့စီးရဲမှာရုရှားဘက်ကသဘောတူညီတာပါလဲဆိုတော့ energy infrastructure ပေါ့နော်ဒီ less so in ye factory ယုံကြည်ကိုမပစ်ဖို့အရေးတုံးစေသဘောတူညီထားတာဖြစ်တယ်ဒါပေမဲ့ US ဘက်ကတောင်းဆိုနေတဲ့ဥစ္စာကတော့ on the ground မှာပဲဖြစ်ဖြစ် front line မှာပဲဖြစ်ဖြစ်အရေးတုံးစေအပိခက်ရဲ့စီးရဲကို US ဘက်ကတောင်းဆိုတာဖြစ်ခဲ့တယ် ဒါပေမဲ့ရုရှားဘက်ကတော့အဲ့ဒီ energy infrastructure ကိုမပစ်ဖို့အဲ့ဒီ30တဘောတူညီထားတာဖြစ်တယ်ဆိုတော့နေနေတော့လွင်းနေတယ်ဗောနော် US dollar ဆိုတာနဲ့ရုရှားဘက်ကတဘောတူညီတာကနေနေလွင်းနေတယ်ဆိုတော့အဲ့ဒီအကြောင်းကိုကျွန်တော်တို့အရှင်းပြပါဆိုပြီးမှမင်းနေတယ် Trump ကဘယ်လိုပြဖြစ်မလဲကြည့်အောင် When you have a situation, we have a lot of guns pointing at each other foolishly because it would have never happened if I were president. That was not a war that was supposed to happen, and uh, it did happen. So that's where we are. And right now, We have a lot of guns pointing at each other, and a ceasefire without going a little bit further would have been tough. Uh, Russia has the advantages, you know, they have encircled about uh, 2,500 soldiers. So, Trump got up here, and said, အချင်းတွေကနည်းနည်းတော့စူးနေတယ်ပေါ့နော်ဆိုတော့တယောက်နဲ့တယောက်တနက်ကိုပြမလားချမလားအချင်းတွေဖြစ်နေတယ်ပေါ့ဆိုတော့ဒီဘိုင်းမှာဆိုတော့ရုရှားကပူအားတန်တာကိုကျွန်တော်တွေ့တယ်ဆိုမှ Trump ကပြောနေတယ်ဘာဖြစ်လို့လဲဆိုတော့အခုလက်ရှိအချင်းတွေက Course Red Region တစ်ခုမှာ ယူကရိန်းရဲ့တပ်သားရုရှားတပ်သားတွေကဝိုင်းနေကြတယ်ဆိုတော့ပူတင်ကလည်းပြောနေတယ်ဒီယူကရိန်းတပ်သားတွေကိုဒီအဲ့မှာ stuck နေတဲ့ပေါ့နော်ပိတ်မိနေတဲ့ယူကရိန်းတပ်သားတွေကိုမင်းတို့လက်နှက်ချပါမချဘူးဆိုတော့အကုန်လုံးအသေးခံပလိုက်မှာနော်ပစ်ပလိုက်မှာတပ်ပလိုက်မှာနော်ဆိုမှပူတင်ကပြောခဲ့တယ်အဲ့ဒီကြားထဲမှာ Trump ကဒီ deal လုပ်တယ်ပူတင်ကိုအဲ့ဒီယူကရိန်းရဲ့တပ်သား2000ကျော်ပေါ့နော်မတက်ပါနဲ့ဆိုပြီးမှလည်းပူတင်ကနော် Trump ကပူတင်ကိုပြောခဲ့တာရှိတယ်ဆိုတော့အချင်းချင်းကမတူကြဘူးပေါ့နော် nicely encircled and that's not good and mm. we want to get it over with look we're doing this uh, there are no americans involved there could be if we end up in world war three over this which is so ridiculous but အခုထိတော့ american ကဝင်ပြီးရှုပ်တာမျိုးမရှိသေးဘူးကျွန်တော်တို့ကဝင်ရှုပ်လို့ရတယ်ဆိုမှပြောနေတယ်ဒါပေမဲ့ရှုပ်လို့ရှင်တော့တတိယကဘာစစ်ကြီးဖြစ်နိုင်တယ်ဆိုမှ trump ကပြောနေတယ်ခုန trump ပြောထားလို့ဆိုကျွန်တော်မိတော့တာတခုဘာဖြစ်လဲဆိုတော့အခု sea fire က US တောင်းဆိုတာအပြည့်အစုံမရတော့ညာလဲပဲပေါ့နော်အဲ့ဒီ energy infrastructure ပိုင်းမှာအရက် strange things happen and i think we had a great call it lasted almost 2 hours we talked about a lot of things and uh, toward getting it to peace and we talked about other things also was there non negotiables mentioned by... Putin, it was reported that uh, I think the Kremlin media actually stated that he demanded an immediate cessation of aid to Ukraine in order to get to the get to this multi-step deal. No, he didn't. We didn't talk about aid. Oh, ဒီနေရာမှာကကျွန်တော်တို့ဖတ်ဖတ်နေတဲ့ဥစ္စာ Kremlin ကသတင်းကြေညာချက်တွေလုပ်နေတဲ့ statement တွေထုတ်နေတယ်ပေါ့နော်။ကမ္ဘာ media တွေကရင်းနေတယ်။ Russia ဘက်ကတောင်းဆိုတာကပါလဲဆိုတော့ Western ဘက်ကစီရဲ ကူငီထပ်ပန်တာကိုရက်တပ်ဖူးစုပြီးမှရုရှားဘက်ကတောင်းဆိုတာရှိရစုပြီးမှကမကမမီဒီယာတွေကမေးကြရေးကြတယ်ပေါ့ထရမ့်ကတော့ပြောနေတယ်အဲ့ဒီကိစ္စကျွန်တော်တို့မဆွေးဘူးပေါ့မဆွေးနွေးဘူးပေါ့ဥပမာကွာနေတူက UK ရင်းကုစီရေးရအကူငီရာတွေကိုရက်တပ်မယ်ပေါ့နော် American ကအစီရေးထပ်ပန်ရေးရာတွေကိုရက်တပ်မယ်ဆိုပြီးမှရုရှားဘက်ကတောင်းဆိုတာတွေရှိရစုပြီးမှမီဒီယာကရေးကြတာကိုထရမ့်ကတော့အဲ့ဒါမှမမှန်ဘူးတဲ့ဒီကိစ္စကျွန်တော်တို့မဆွေးနွေးဘူးလို့သူကထရမ့်ကပြောနေတယ်ပေါ့ talk about it at all Mm. Uh, we talked about a lot of things, but aid was never discussed. Mm. So, look, Jan Hala Miyaji, sooner than Rishi, and I'm at military aid, but I see Yelena Kumu Yegesa Carton Room sooner than Tuka Pionere. It also stated that both sides want to get to an improved bilateral relationship, the United States and Russia. That's true. How can we trust that Vladimir Putin actually wants that and that he's not also being influenced at the same time by his close friend? um president Xi of China so make ကတော့တော်တော်လေးကောင်းနေတယ်ပေါ့နော် Russia ဖက်က US နဲ့နိုင်ငံကြားဆက်ဆံရေးတွေကိုသူတို့ကပြန်လည်တွတ်အောင်လုပ်ချင်တယ်ပြန်လည်တိဆောက်ချင်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့က Russia ကိုဘယ်လိုနည်းနဲ့ယုံကြည်နိုင်မှာလဲပေါ့နော်ဘာဖြစ်လို့လဲဆိုတော့အခုကတရုတ်က Russia ကိုလွှဲမှုလာနေပြီပေါ့နော် Russia ကတရုတ်ရဲ့မောင်းနေတဲ့ဖက်မှာပါလာပြီဆိုမှမင်းနေ Trump ကဘာပြန်ဖြစ်မလဲကြည့်ကြည့်အောင် Well, look, we have our own discussions with President Xi of China, and he wants to get along also, and he's looking to get along, and we're looking to get along with him, and we will. We have a problem with trade where we have a very big imbalance. So, Trump ကတော့ပြောနေတယ်ဒါကတော့အသက်သက်စီပေါ့နော်ကျွန်တော်တို့ဆွေးနွေးတာတွေရှိခဲ့တယ်တဲ့တရုတ်ကလည်းကျွန်တော်တို့နဲ့တင်းမြတ်တာတွေသူတို့လိုချင်တာကျွန်တော်တို့ကလည်းတရုတ်နဲ့တင်းမြတ်ချင်ပါတယ်ပြန်လည်ဆင်ပြချင်ပါတယ်ဒါပေမဲ့အဲ့ဒီ trade အခွင့်ကိစ္စနဲ့တော့ပြဿနာတော့ရှိနေတယ်ဆွေးနွေးနေစေဖြစ်တယ်ဆိုမှ Trump ကတော့ပြောနေတယ်ကျန် with Russia we don't have that much trade and they'd like to and we'd like to also So Russia နဲ့ကတော့ကျွန်တော်တို့ US ချက်က trade ပေါ့နော်ကုန်သွယ်ရေးပိုင်းဆိုင်ရာမှာတိတ်မရှိဘူးပေါ့ဒါပေမဲ့ Russia ကလုတ်ချင်တယ်ကျွန်တော်တို့ကလည်းလုတ်ချင်တယ်ဆိုမှပြောနေတယ်ဆူလူရဲ့တဘောက Russia က US နဲ့ trade ပိုင်းမှာလုတ်ချင်တယ် US ကလည်း Russia နဲ့ trade ပိုင်းမှာလုတ်ချင်တယ်ပေါ့နော် very valuable things for us including very big forms of rare earth and a lot of earth you know they have ah adikesa mesha tatuk ka le trump ka pyo ne de လွန်ခဲ့တဲ့တစ်လကကျွန်တော်ရဲ့ဗီဒီယိုမှာထည့်ပြောတာရှိတယ်ရရှာသမ္မတပူတင်ကိုတိုင်က ပြောနေတဲ့ဗီဒီယိုကိုကျွန်တော်ပရိသတ်ကိုပြတယ်မမှတ်သေးတာတော့မသိဘူးပူတင်ကဘယ်လိုပြောခဲ့လဲဆိုတော့ကျွန်တော်ရုရှားမှာတဲ့မေရှားတူအများကြီးရှိနေတယ်ယူကရိန်းတဲ့ပူများတယ်ဆိုပြီးမှပူတင်ကဒိုနယ်ထရန့်ကိုအော်ဖာလုပ်နေတယ်ကွာကန်လှမ်းခဲ့တယ်မင်းတို့ US နဲ့ကျွန်တော်ရုရှားအကြမေရှားတူနဲ့ပတ်သက်ပြီးမှအစည်းအဝေးတူလက်တွေ့လို့ရတယ်နော်

President Xi would like to get along, and I think Russia wants to get along with the United States. I also think. So, uh, တရုတ်ကနဲ့လည်းဖြစ်ဖြစ်ရုရှားကနဲ့ဖြစ်ဖြစ်ကျွန်တော်တို့ US နဲ့အဆင်ပြေတာကိုသူတို့ကကြိုက်နေတယ်ဆိုမှ Trump ကတော့ပြောနေတယ်။ Different country than we were just uh, a few months ago. We're a country that's now respected. We were not respected. We were being laughed at. Trump ကတော့ပြောနေတယ်။လွန်ခဲ့တဲ့နှစ်လနဲ့အခု American ရဲ့အခြေအနေကိုကြည့်မယ်ဆိုရင်တော်တော်လေးကွာခြားလာပြီလို့ပြောရပေါ့နော်။အခုက American နိုင်ငံကိုကမ္ဘာကြီးကပြန်လေးစားလာတယ်။အရင်တုန်းကကျွန်တော်တို့ကဟာတာအနေနဲ့ပဲရီဖောင်းလေးကြတယ်ပေါ့အခုကျွန်တော်တို့ကတော်တော်လေးပြောင်းလဲလာပြီးထွက်လာပြီးဆိုတော့ထောက်ကပြောနေတယ်ပေါ့နော်အရင်တုန်းက American နဲ့မတူတော့ဘူးပေါ့ incompetent leadership. This was a war as an example that would have never happened if I were president. Would... Is part of your desire to forge this new relationship with Russia also impacted by Russia's closer relationship since you left office in 2021? Mm. Uh, with China because yeah, so think... Trump mm. Russia ne ဆက်ဆံရေးကပြန်လဲတိဆောက်ဖို့သူ့မှာဆန္ဒရှိနေတယ် သူကအဲ့လိုလုပ်မယ်ဆိုတော့ရုရှားရဲ့တရုတ်နဲ့ဂျာမန်လည်း impact တွေရှိနေချေရှိတယ်ပေါ့နော်အဲ့ဒါကိုမဲတာသူက talk about before the desire to box out China from that part of the world and have a closer relationship with Russia အဲဆိုတော့တရုတ်ကဖေပြီးမှရုရှားနဲ့ American ကဘူမူဆဆိုင်ရကောင်းအောင်ပေါ့နော် US ဘက်ကလုပ်ချင်တယ်ဆိုတော့အမှန်စွန်းတော့အစအကရေက US ကကွာရုရှားနဲ့ပေါင်းပြီးမှတရုတ်ကဘေးချက်ချင်တာတော့ကြားပြီ ဒီဒီတခါလေးမဟုတ်ပါဘူးဒါပေမဲ့ပြည်နာတစ်ခုကသူက first term တုန်းကပူတင်နဲ့တော့ရှင်ပြီးခဲ့တယ်ဒါပေမဲ့ဒုတိယမှာ Biden win လာတဲ့ခါကျတော့ Trump လူချင်းနဲ့ဆန္ဒကိုဆက်လက်ပြီးလို့လို့မရခဲ့ဘူးဖြစ်နေတယ်အဲ့ဒီကြားထဲမှာကွာ Ukraine နဲ့ Russia ကလည်းစစ်ရေးတွေဖြစ်လိုက်နော် US နဲ့ Russia ကမုန်တီးရေးတွေကိုဖြစ်လိုက်ဆိုတော့ Russia ကအဲ့ဒီနှစ်တွင်ကြားထဲမှာတရုတ်နဲ့တောပေါင်းပြီးမှနော်လုံးဝကိုနိကနေတဲ့ဆက်ဆက်မှုတွေရှိလာခဲ့တယ် ကြားတဲ့ကလေရုရှားကတတိလေးတတော်လေး lonely ဖြစ်နေတယ်ဗောအထီးကြံဆန်းခဲ့တယ်ဗောကဘာကြီးကလေသူ့ကိုပေးချိုက်ထားတယ်ဆိုတော့အဲ့ဒီကြားတဲ့မှာရုရှားကတရုတ်နဲ့လုံးဝဆက်ဆက်မှုတွေကိုလုတ်လိုက်ဆိုတော့အခုကတတော်လေးယဉ်နှင်းနီးကလာကြပြီဗောနော် The student of history which I am and uh, watched it all the first thing you learn is you don't want Russia and China to get together ဟာ Trump ကတော့ပြောနေတယ် Russia နဲ့ China ကနီးကတာကိုအဲ့လေအတူတူတွေ့လို့တာကိုမဖြစ်ချင်ပါဘူးတဲ့ဘာဖြစ်လို့လဲဆိုတော့ ရုရှားနဲ့ချိုင်းနာတာနိနိကကအတူလက်တွဲလို့မယ်ဆိုရင်တော့ military power အဖြစ်သူတို့က American ကိုကြော်လွှမ်းနိုင်တယ် American ရင်နေတူးပေါင်းလာတယ်သူတို့ကလည်းကြော်လွှမ်းနိုင်တယ် number 1က military power number 2က economic power တရုတ်မှာသူ့မှာ human resource အများကြီးရှိနေတယ်ရုရှားမှာ natural resource အများကြီးရှိနေတယ်သူတို့နိုင်ငံပေါင်းပြီးမှအတူလက်တွဲလို့နေမယ်ဆိုရင်တော့ကမ္ဘာမှာလည်းသူတို့က economic power အများကြီးရနိုင်ချေရှိတယ်။ဂျန်နဲ့ဒီ political power တွေမှာလည်းအများကြီးရနိုင်ချေလို့ရှိတယ်။အဲ့ဒါအကြောင်းရုရှားနဲ့တရုတ်ကဘသူကမှအတူလက်တွေးပြီးနီးနီးကပ်ကပ်နေတာမျိုးကိုမကြိုက်ကြဘူးဖြစ်နေတယ်။ကျွန်တော်စလို့တဘပေါက်ကြတာတော့မသိဘူး။သူတို့ကနီးနီးကပ်ကပ်နေမယ်ဆိုရင်နောင်လာမယ့် future မှာရုရှားနဲ့တရုတ်ကြီးကကဘာကြီးကိုလွှမ်းမိုးနိုင်ချေရှိနေတယ် US ရဲ့ influence တွေကိုရှိုးချနိုင်ချေရှိနေတယ် Europe ရဲ့လွှမ်းမိုးမှုတွေကလည်းကြဆုံးနိုင်ချေရှိနေတယ် အဲ့ဒါကြောင့်သူတို့ကရုရှားနဲ့တရုတ်ကြီးကိုအတူလက်တွဲနင်းနင်းကပ်ကပ်နေဖို့ကိုဘယ်သူကမှမကြိုက်ဘူးဖြစ်နေတယ်ပေါ့ That being said, no, it's not a big part of it, but maybe that'll happen or maybe it won't. Mm. Uh, Obama really forced them together through energy and bad energy policies. And hey. so, Obama kept doing that. Obama kept doing that. energy policy, Russia and the Yoka Nika on low, that's what you're talking about. Many different things. he forced a marriage which would never have taken place. It was not a natural. And for one reason, Russia has tremendous land, a lot of land. Yeah. China doesn't have enough land. Russia has a much smaller population than China. And it's sort of a natural, it was always a natural enemy situation. Mm. Uh, they're probably friendly now, but. We're going to be friendly with both. I think we're going to be friendly. <laughs> friendly ဖြစ်နေပြီတော်တော်လေးခင်မင်းရင်းကြပြီပေါ့နော်ကျွန်တော်တို့ဖက်ကလည်းဒီနိုင်ငံတွေနဲ့ခင်မင်းရင်းဖို့လိုအပ်တယ်ဆိုမှ truck ကတော့ပြောလာတယ်ပေါ့နော်ကဲဘာဖြစ်ဖြစ်နောက်ကြသွားပြီပေါ့နော် China need just in terms of trade very badly and uh, but we have to straighten out the deficit we have now more than a trillion dollar deficit with China it's not even believable ဆိုတော့ China က US ကိုတော်တော်လေးလိုအပ်တယ်ဆိုမှ truck ကပြောနေတယ် အဲ train နဲ့ပတ်သက်လာတယ်ကုန်စည်စက်တွေရနေပတ်လာတယ်ဆိုပတ်သက်လာတယ်ဆိုရင်ပေါ့နော်ဆိုတော့ trump ကပြောနေတယ်ကျွန်တော်တို့က trillion dollar လောက် deficit ရှိနေတယ်ကျွန်တော်တို့ထွက်ငွေက trillion dollar လောက်ရှိတယ်လို့ပြောနေတယ်ဆိုတော့သူတို့ဝင်ငွေကနေနေတယ်ထွက်ငွေကများနေတယ်ပေါ့နော်ဆိုတော့အဲ့ဒါကြောင့် trump ကပြောနေတာ trump ကဒီ china ပေါ်မှာအခွင့်အရေးတွေအများကြီးလုပ်ဖို့လုပ်ခဲ့တာပေါ့ and we're going to be doing something about that and with russia uh they would like to have some of our economic power အာရုရှားဘက်ကလည်းကျွန်တော်တို့ US economic power ကိုကြိုက်ပါတယ်လူချင်းပါတယ်ဆီမှာပြောနေတယ် economic power ဆိုတာကအခုကဘာကြီးမှာကွာချမ်းသာတဲ့နိုင်ငံတွေကပဲကဘာကြီးကိုလွှမ်းမိုးမှုရှိတာ economic power ရှိတာနဲ့နိုင်ငံရေး power ကအထီးသူတို့မှာလွှမ်းမိုးမှုတွေရှိလာတယ်ဆိုတော့ရုရှားဘက်ကလည်း US နဲ့တွေးပြီးမှ economic power ကိုရချင်လာတယ်ပေါ့နော်စူပါဆိုအခုဒီ US က economic power အများကြီးရှိတဲ့ခါကျတော့တကဘာလုံးနဲ့စီးပွားရေးလုပ်လို့ရတယ်ကွာတကဘာလုံးနဲ့ဆက်ဆက်မှုလုပ်လို့ရတယ်ကွာရုရှားကလည်းအဲ့လိုမျိုး power ကိုလိုချင်တယ်ပေါ့နော်ဆိုတော့ရုရှားကလည်း US နဲ့ပြန်လဲအဆင်ပြေဖို့ကတော့လုပ်နေတယ်ပေါ့ The criticism that you've heard since really 2015 is that you have more in common with Vladimir Putin than you do with globalist leaders, maybe some NATO leaders, and in this case, uh, with Zelensky. um, you're both nationalists. Uh, Zelensky's more of a globalist. How do you respond to that criticism? ကျွန်တော်တချို့လူတွေကထရော့ကိုဝေဖန်နေကြတာပေါ့နော်။ထရော့မတွေးခုံနဲ့ပူတင်တွေးခုံနဲ့ခက်ဆင်ဆင်ပဲပေါ့နော်။ဆိုတော့ထရော့ကပူတင်ဖက်ကပါပြီးမှယက်တီပေးတယ်ပြောတာမျိုးရှိတယ်ပေါ့နော်။ဆိုတော့အဲ့ဒါတွေကိုဘယ်လိုပြန်ပြောမလဲဆိုမှမင်းနေတယ်ပေါ့ Nationalist, but I'm a nationalist of the United States, not for anybody else. and it's interesting because there's nobody been tougher on Russia than me. I'm the one that pointed out Nord Stream 2 and I stopped it. ဆိုတော့ Trump ကတော့ပြောနေတယ်ဒါကတော့စိတ်ဝင်စားစရာကောင်းနေတယ်ပေါ့ကျွန်တော်အထက်ရုရှားပေါ်မှာဂျမ်းတဲ့သမရတယောက်မှမရှိသေးပါဘူးဆိုမှပြောနေတယ်ဘာဖြစ်လို့လဲဆိုတော့ Nord Stream ရဲ့ gas pipeline ကြီးကိုကျွန်တော်ကဖြတ်ထုတ်ခဲ့တာပဲ ကျွန်တော်ကရုရှားပေါ်မှာတော်တော်လေးကြမ်းနေတဲ့လူတစ်ယောက်ပါပေါ့ဘာဖြစ်လို့လူတွေကကျွန်တော်ကိုရုရှားနဲ့ရုရှားဖက်ကပါပြီးပြုံးနေတာလဲမြန်မာစကလုံးနဲ့သုံးမယ်ဆိုတော့ပူတင်ရဲ့ဘောမလို့ပြောနေကြတာကိုတော်တော်လေးစိတ်ဝင်စားစရာကောင်းတယ်ဆိုပါထောက်ကတော့ပြုံးနေတယ်ပေါ့ is the biggest pipeline i guess in the world taking care of all of europe and it was being built for before i got there They, somehow they were on the way. It was going to be, and I stopped it. It was it just stone cold dead. I stopped it in its tracks. That's not somebody that's being particularly. That was the biggest project they ever had. I had it stop. So Russia got a Jimasong projection here. North Stream pipeline, Jigu, Trump got PSC pipeline, Bono. When Biden got in, he immediately approved it. Like, immediately. One of the first things. So Biden got to lay out on Kajaro, Eddie, Russia, your project, Jigu, approved Pian Lope. Blandt there, Bono. Because he approved Nord Stream 2. Nobody ever heard of Nord Stream 2 mm. until I was president. I said, what are you doing? You I mean you're building a pipeline to Germany and various places in Europe. You're paying them billions of dollars a month. And then we're paying a lot of money to fight them. This is not this is not going to work out well. Yeah. And it stopped. And then Biden approved it, which was a, a really stupid thing to do, but he did it. uh, and Putin actually said to me, "If you're my friend, I'd hate to see you as my enemy." He said that very strongly. Uh, but I had, with all of that, I had a very good relationship. Putin got to know ko pyo ni ne pyo ni re de. I hate to see you as enemy. Yan tu a phit ne ro min ko min ma min chin ba bo su ma pyo ni re de. With Putin I had a very good relationship with President Xi, a very good relationship. Trump ka ro pyo ni re Putin ne sat san yi kaung de. Tayo tamra chin ne sat san yi kaung de su ma pyo ni re. kim jong un နဲ့တောင်ဆက်ဆံရေးကောင်းတယ်ဒီမှာပြောနေတယ်ပေါ့ classic relationships and that's a positive thing that's not a negative thing so darwin ka apaw le khana ri ma be kaw ra ha ri ma be so ma trump ka pyo ni ba bu lo lu rin ka ma kaw mu lo pyo ni cha la le paw no at the same time i'm about our country so that's why we're talking about tariffs will be taking in trillions of dollars. I want to get to the tariffs and a okay. minute because we're going to we're going to first hit the other big news of the day, which was the Chief Justice yep. of the Supreme Court issued what rare statement um, about your suggestion on truth that you posted earlier today that Judge James Boesberg should be impeached after he ordered those deportation flights um, to El Salvador halted. All right, Zagaro, to the room, minute to make a ်ဂန်ဂစ်တာတွေလူစုတွေကိုအယ်ဆာဗာဒေါ့ရ်မှာထရမ်ကပူတဲ့အကြောင်းတွေကိုမေးတာဖြစ်တယ်ပေါ့နော်ကျွန်တော်တို့အဓိကပြောချင်တာကတော့ရုရှားနဲ့ချိုင်းနားနဲ့ယူကရိန်းအရေးကိုဖြစ်ပါတယ်အဓိကနဲ့ကျွန်တော်ရက်တက်ပြရစီပေါ့နော်ကျွန်တော်နာမည်ကဂျွန်းပါကျွန်တော်ရဲ့ YouTube လေးကိုတဘောကြရဆိုတော့ subscribe လုပ်ပေးချင်တာဖြစ်အားပေးလို့ရပါတယ် Thank you so much for watching beautiful people I'll see you guys soon take care God bless